ပါခရူဘတ်မြန်မာကတွေပြန်လည်ကြိုးဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီဖုန်း version မှာကျွန်တော်ဘိုင်းနေ account profile မလဲဆိုတော့အားလုံးကျွန်တော်တို့ပြန်ပြီးတော့တင်ပြီးတော့ဖြစ်ပါတယ်အခုဘိုင်းနေ version ကလည်းအသစ်ဖြစ်သွားပြီဆိုတော့ကျွန်တော်ပုံစံလေးအနေနဲ့ပြောင်းအောင်ပေါ့နော်အရင် video ကတော့တိတ် update မဖြစ်တော့ဘူးကျွန်တော်တို့ဖုန်း number ထည့်တယ်အဲဖုန်း number ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် verification ကိုပေါ့နော်ကျိုးကြတော့လဲဖုန်း number နဲ့မဖွဲ့ချင်ဘူးဆိုလို့ရှိရင် gmail တိတိနဲ့ဖွဲ့လို့ရတယ်အဲ့ဒါလည်းအဆင်ပြေပါဘောနော်ဒါပေမဲ့ gmail ကတော့ဟိုဖုန်း number တစ်ခု တဲ့ဖက်ရလာတော့မလုံချိုးဘူးဗောနော်ဒီမီယောဖုန်းနဲ့ပဲရော 2FA ရောထည့်ထားဆိုလို့ရှိရင်တော့ပို့ပြီးတော့ဘယ်နေအောက်ဘာပြောကိုကပတ်စံထည့်မှာဆိုတော့လေအဲ့တော့ကျွန်တော်တို့ကုန်းရပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်နေ application ထဲမှာကျွန်တော်ကုန်းသွားထည့်မှာဖြစ်ပါတယ်ပြန်ကျွန်တော်တို့ password ထည့်အောင်မယ် password ကိုကျတော့ကျွန်တော်တို့ဒီအလုံးစိတ်ချရအောင်ပေါ့နော်ဟိုခဏန်းပါမယ် စာလုံးပါမယ်စာလုံးအကြီးတလုံးပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ရပါပြီဒါတော့ welcome abroad ဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်းနဲ့အကောင့်ပတ်တာတော့ရပြီလို့ပြောပါပေါ့အဲ့ဒီမှာကျွန်တော် do you have an inviter လို့မေးနေမယ်အဲ့ကြောက်လို့ရှိရင်တော့ကျွန်တော်ညီမထည့်လိုက်ရတယ်မထည့်လိုက်ရတယ်အဲတကယ်ကျွန်တော်တော့ကျွန်တော်ရဲ့ refer code ထည့်ပေးထားတယ်အဲ့ဒီ code နဲ့ဆိုလို့ရှိရင်တော့20% discount ရမှာဖြစ်ပါတယ်ဒါတော့ပထမဆုံးတစ်နေ့ပေါ့နော်ကွာ sport bet trade future bet trade trade 20% discount ဒီဘိုင်းနဲ့ကိုပေးရမယ့် fee ကိုကွာတက်တာမှာပေါ့နော်ဒီ code ထည့်လို့ရှိရင် အဲ့မကောမထည့်ဘူးဆိုလို့ရှိရင်တော့ no နဲ့ကြော်ပါဗျာလေထည့်မယ်ဆိုလို့ရှိရင်တော့ yes yes ပြီးတော့ referral id ကိုကျွန်တော်ထည့်ပါမယ်ဒီမှာကျွန်တော်ရဲ့ referral id ထည့်ပါပြီကျွန်တော် referral id ကတော့ m d t n n b z n အားလုံးထည့်ရပါတယ်ဒီမှာ20% commission လို့ဟိုတွေ့ရမှာဖြစ်ပါတယ်ကုတ်ထည့်လိုက်ပြီဆိုလို့ရှိရင်အားလို့ရှိရင်ကျွန်တော်တို့ဘန်နေကောက်ရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ verify လောက်ပါပေါ့နော် ဒါတော့ verify လုပ်ပြီဆိုလို့ရှင်တော့အာကျွန်တော်တို့ကကျွန်တော်မြန်မာဆိုတော့မြန်မာကိုရေးမယ်ပြီးလို့ရှင်ဒီမှာ driver license ရှိတယ် ID card ရှိတယ် passport ရှိတယ်သုံးခုထဲတစ်ခုကိုကျန်ရရွေးပါတယ်ကျွန်တော်တို့ passport ရွေးလိုက်ပါတယ် passport မှာတစ်ခုရှိတယ် upload photo လုပ်မလား take picture လုပ်မလားပေါ့နော်အာအဲ့ဒီမှာ take pictures ဆိုတာကျွန်တော်ကျွန်တော်တို့တစ်ခါတည်းရိုက်လို့ရတယ် passport ရှိရင်ဆိုလို့ရှင်ဒါမှမဟုတ်ကဓာတ်ပုံပဲတင်ရှင်ဆိုလို့ရှင် upload photos နဲ့လုပ်အောင်ဖြစ်ပါတယ် ကျွန်တော် take picture ယူပြီးတော့ရိုက်မှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ passport ကိုကျွန်တော်တို့ထည့်ပို့ရေးပါပြီ။ passport ရိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့သူ live နဲ့ check ပါပေါ့နော် check တယ်ဆိုတော့မျက်နှာကိုသူဟိုအကြည့်မှာပေါ့ ဲ့မှာကျွန်တော်တို့မျက်နာကိုအရှေ့နောက်တောင်းပြပါဘောဟိုဘက်လဲမယ်ဒီဘက်လဲမယ်ပြီးတော့ခေါင်းကို shake your head good good open your mouth good good blink your eyes အားလို့ရှင်သူရဲ့ live check ကတော့ပြီးသွားပြီပြီးလို့ရှိရင်တို့ဒီ banking ဘက်ကနေပြီးတော့ကျွန်တော်တို့ဒီတင်ထားတဲ့ passport နဲ့ဓာတ်ပုံတွေကိုတို့ဟိုအလုပ်ပါပေါ့အာ check now, no? i do a change in and a review one. I'll do a change in Yeah, the verify လုပ်တဲ့အဆက်ကတော့ပြီးသွားပြီပါတယ်။အာသူတနားကြီးအများကြီးတော့တနားကြီးလောက်ကြာတဲ့အခါကျွန်တော်တို့စောက်ပြီးတော့သူ verification အောက်တော့ကျွန်တော်စောက်ပြီးပါတယ်။ mobile version မှာဘယ်လို account ကိုဖက်ပြီးတော့ ID တင်ရမလဲဆိုတဲ့ဟာကိုတော့ကျွန်တော်သိသွားပြီပါတယ်။အာနောက်ဗီဒီယိုတွေမှာတော့ပတ်စံဘယ်လိုထည့်မလဲ future ဘယ်လို train မလဲ sport ဘယ်လို train မလဲဆိုတာနေပြီးတော့ကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ channel တွေကို like and follow မလို့အသိလို့ဆိုလို့ရှိရင်တော့ like and follow လုပ်ဖို့ကြံပေးချင်ပါတယ်။ချစ်သူများကြပါတယ်။